တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကိုအစိုးရဖွဲ့မှမရပိုပေးလာမှုကိုစစ်ကြေဆန္ဒပြန်ဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စစ်တပ်ကိုအစိုးရဖွဲ့အတွင်းမှနေရပိုပေးတယ်လို့ဖြစ်ခဲ့တာကိုမကျေနပ်တာကြောင့်အင်ဒိုနီးရှားနိုင်ငံမှာဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အင်ဒိုနီးရှားသမ္မတဆူဗီယန်တို့ရဲ့အဆိုပြုမှုနဲ့အတူအင်ဒိုနီးရှားသတ်တော်ကအစိုးရဖွဲ့အတွင်းကအရေးကြီးတဲ့ရာယုံနေရာမှာစစ်ဘက်ကောင်ဆောင်နဲ့ခန့်အပ်တဲ့အရေးအတွက်ကိုတွန်းမြင့်လိုက်တဲ့ဥပဒေကိုတည်ပြုလိုက်တာကြောင့်စစ်ကြေဆန္ဒပြမှုတွေပေါ်ထွက်လာတာပါ။ အရင်တော့ကအစိုးရအဖွဲ့အတွင်းကအရေးပါတဲ့ရာတွေကဆယ်နေရာကိုစစ်ဘက်ကောင်ဆောင်တွေကိုခန့်အပ်နေရပေးခဲ့ရတာကနေပြင်ဆင်လိုက်တဲ့ဥပဒေကြောင့်ဆက်လက်ယုတ်ထိနေရပေးရတော့မှာဖြစ်တယ်လို့ရှင်းနေကြော်ရုံလို့ဒီမိုကရေစီနိုင်ငံတကာနိုင်ငံအတွက်အရေးပါတဲ့နေရာတွေကိုပါစစ်ဘက်ကောင်ဆောင်တွေကိုနေရပေးဖို့အထူးဖြစ်လာတာကြောင့်ဆက်ကျဆန္ဒပြမှုတွေပေါ်ထွက်လာတာပါ အင်ဒိုနီးရှားသမ္မတဆူဘီယန်တိုဟာအင်ဒိုနီးရှားအနာရှင်ဟာဆူဟာတိုလက်ထက်ကမှာအင်ဒိုနီးရှားစစ်တပ်ရဲ့အေးပါတဲ့ခေါင်းဆောင်ဖြစ်ခဲ့သူဖြစ်လို့စစ်ဘက်ခေါင်းဆောင်တွေကိုအစိုးရဖွဲ့တွေမှနေရာပို့ပေးရမျိုးလှုပ်ဆောင်လာတာဖြစ်တဲ့ဆိုတဲ့ဝေဖန်မှုတွေလည်းပေါ်ထွက်ခဲ့ပါတယ်။အင်ဒိုနီးရှားကကွယ်ဝင်ကြီးကပထဝီနိုင်ငံရေးဆိုင်ရာအပြောင်းအလဲတွေကြောင့်အစိုးရဖွဲ့တွေကအရေးပါတဲ့ရာထူးနေရာတချို့ကိုစစ်ဘက်ခေါင်းဆောင်တွေကိုပိတ်ရတာဖြစ်တယ်လို့ပြောကြခဲ့လို့သိရပါဗျ။ဒီသတင်းတော့ရင်းချမ်းအောင်ပေးပို့လာပါဗျ။